လူသားတွေရဲ့သဘာဝမှတ်တာကောင်းကျိုးတွေပေးနေပြီဆိုရင်အဲ့ဒီပုံကိုယ်တွေကဘာမှသတိမရတတ်ဘူးဘာမှသတိမရတတ်ဘူးကုသိုလ်တွေလုပ်ဖို့သတိမရတာပြောတာဟုတ်တယ်မလားကောင်းကျိုးတွေပေးနေပြီအိမ်မှာအကုန်လုံးအဆင်ပြေနေကြပြီဆိုရင်အိမ်မှာတယောက်ယောက်ကအဆင်မပြေဘူးဆိုရင်ဟာအဖေကနေမကောင်းဘူးလေဆိုအမေကချော်လဲပြန်ပြီအာသားသမီးတွေကလည်းခေါင်းကွဲလာတော့တဲ့ဖြစ်ကြပြန်ပြီဟုတ်တယ်မလားဇက်တိုက်ဇက်တိုက်ဖြစ်တယ်တဲ့ ဲ့ဒီချိန်မှာဆိုတတိယတဲ့သူတို့ဘသူသွားမေးအောင်မဘယ်သွားသွားမေးအောင်မဘယ်ရရရခြေအောင်မဟုတ်တယ်မလားအဲ့ဒါအာကုသိုလ်ကံဟာ तू ကကောင်းတဲ့ကံတွေကလည်းပဲ तू ကအကျိုးပေးနေရင်အာကုသိုလ်ကံတွေကငြိမ့်နေရတာပဲဟုတ်တယ်မလားကောင်းတဲ့ကံတွေအကျိုးပေးနေရင်အကုသိုလ်ကံတွေငြိမ့်နေရငြိမ့်နေကြတာဒီလိုပဲအကုသိုလ်ကံတွေထောင်တဲ့နေလဲကုသိုလ်ကံလေးတွေကအသာလေးငြိမ့်နေရတာပဲအသာလေးငြိမ့်နေရတာပဲဘယ်တော့မှ တပြိုင်တည်းဖြစ်တယ်လို့မရှိဘူးအဲ့ဒါတော့မှတ်ထားဟုတ်တယ်မလားနော်မိမိတို့ရဲ့ဘဝကိုလည်းအဲ့လိုစဉ်းစားကြည့်ပေါ့ကံရဲ့သဘာဝကအဲ့ဒီတိုင်းပဲဘဝတန်တရားဆက်ဆက်မိမိပြုပြုလုပ်ထားတဲ့ကံတွေကအများကြီးပဲလေခုနကလိုလိုက်နေတာနောက်ကနေဘယ်တော့မှပျောက်မသွားဘူးအဲ့ဒါသူတို့အကျိုးပေးလှည့်ကြုံလို့ရှင်တော့ပေါ်လာမှာပဲအဲ့